တွေရဲ့ယဉ်ကျေးမှုတွေကိုတခြားသူတွေကဒါတဖြည်းဖြည်းနဲ့ပေါ့လေဟိုသူတို့ယဉ်ကျေးမှုမှန်းဟိုလက်နေပြီးတော့ယူနေကြတာဟာဆိုတော့အခုလိုမျိုးဒါ UNESCO ဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့ဝန်တာရဲ့အာကိုယဉ်ကျေးမှုဖြစ်သွားပြီဆိုရပြီးတော့ဒါဝိုင်းဝန်းကူညီပေးခဲ့ကြရပေါ့နော်ဒါအမတွေတင်းတွေတခုလုံးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ဒီကနေ့ပြောချင်ပါတယ်ဟုတ်အကျန်ဟိုအရင်လိုကြီးလက်ပြန်ပြီးပြောချင်တာပေါ့နော်စစ်စစ်ကားကားကြီးပြောချင်တာပေါ့အခုကျတော့လည်း၆ကက်ကက်လေးတော့ဖြစ်နေသေးရပါဘော တကြိမ်မှာတော့ဘာမှတော့မရှိသေးပါဘူးဘာမှတော့တွေးထားတာမရှိသေးဘူးပေါ့နော်အဲ့လိုခီးသွားပြင်ချင်တယ်သွားပြင်မယ်အကယ်ငယ်ချင်းတွေဆွေးလို့မရအောင်ကြည့်လို့မရအောင်ဆိုလို့ရှိရင်တော့အိမ်မှာပဲနေရှိမယ်ပေါ့နော်အိမ်မှာပဲအဲ့လိုမဟုတ်လေးလှုပ်ရှားပြတာမျိုးလေးပဲရှိမယ်လို့ထင်ပါတယ်အခုထိရောတိတိကျကျလေးတွေးထားတာဘာမှမရှိသေးဘူးပေါ့လေဟုတ်တကြိမ်ဆိုရင်ကျဲတယ်ကမှာပါလားဒီဖေးထဲမှာပါလားနှစ်မျိုးလုံးပဲဟိုတငယ်တငယ်ချင်းတွေဆွေးလို့ရရဆိုလို့ရှိရင်တော့ကဲတယ်ဟိုငငယ်တော့ဆိုတော့ဒီအိမ်ရှိမှာထွက်ပြီးတော့ဒီရက်ွက်အိမ်ရှိမှာပဲပြီးတော့ဒါဘယ်လိုမှရေရေပိုင်းနေချပြီးတော့ ရေပက်တဲ့ထဲမှာပါတယ်ခွဆောင်းကူးတဲ့ထဲမှာပါတယ်အသက်ကြီးလာတော့အပွဲပွဲလန်းတွေရှိလာတော့အဲ့ပွဲလန်းတွေကိုတွားပြော့ကဲတဲ့ထဲမှာပါတယ်အဲ့လိုဟိုတစ်ခါကြလို့ရှိရင်တော့ဘာမှမရှိဘူးဆိုအိမ်မှာပဲနေကြွတယ်ဟိုအရင်ညင်းနေတယ်လည်းမပါဘူးပေါ့လေးရတဲ့ကြံမပြောက်ပြောပါဆိုရင်ဟာလေးပြောအာလက်စုပ်ပြောက်ဘူးရဲ့အဲ့တော့ဟုတ်တယ်မမရစိတ်နှက်စုပ်လေးပြောက်သွားတာအဲ့လိုအကိုကြီးငငယ်တုန်းကပဲတော်တော်ကြာပြီအာတော်တော်ကြာပြီဟို စိန်သက်ဆိုလေးပြောက်ကိုအဲ့လိုပဲအဲ့တော့ကန်တော်ကြီးကန်တော်ကြီးမှာကြံနေလောက်ကြရတဲ့အချိန်ပေါ့အဲ့လိုလမ်းနေရှောက်အကိုကြီးနဲ့လမ်းလျှောက်ပြီးရှောက်သွားကြည့်ကြရတဲ့အချိန်မှာအိမ်လဲပြန်လဲပြန်လာတော့လဆုကမရှိတော့အမေကပြောရဲသေးတယ်ကြောက်တာပေါ့နော်ဟဲ့ငါပြောလိုက်ရင်ငါအစုခဲကလေးဆိုတော့အစုခဲရတော့မှာဆိုတော့တည်ရလေကြောက်ကလည်းကြောက်တယ်အဲ့ကိုကိုတိုင်းမပြောရဲတော့အဲ့အမတွေအကိုကြီးဆီကနေပြီးကောက်ပါယူပြီးတော့သူတို့တွေကပြောပေးရတယ် အဲ့တော့မအမေကဘာမှမစူတော့ဘူးဟောနော်အဲ့တဆူလေးပြောက်ဘူးတာတော့မမရရပါပဲဟုတ်ရှင်လူညံ့ရတော့ဘလို့ဘလို့ပြောက်သွားမှန်းကိုမသိအဲ့လိုချောပြီးရေရင်နဲ့ဆိုရလို့ချောပြီးထွက်သွားတာ ਨੇ ကျူရဒီကဘလို့ပြောက်သွားမှန်းကိုမသိခဲ့လိုက်ကြတော့ တန်တွေဆိုရင်လေမိန်းကလေးတွေအားလေအရန်ပြောကြတယ်ဘာလို့ဆိုကိုယ်ရေလောင်းမဲ့သူကိုဆောက်သွားလို့ပဲဒါအဲ့ထက်မှကိုယ်ပါအဲ့ရမှာကိုပါလာဆိုပါရပါရနှစ်တွေလည်းရှိရပါတော့နော်မပါရနှစ်တွေလည်းရှိရဲမိကလေးဆိုတာကအော်ကိုယ့်ရဲ့ချစ်ရတဲ့သူခင်ရတဲ့သူရှိလို့ရှင်ဘတော်ပန်းဆိုလို့ရှင်လည်းဦးပြပြလေးလူချင်းကြရဲအာရေဆိုလို့ရှင်လည်းဟိုသူများလာလောင်းတာချက်ဟိုသူများလောင်းတာလည်းစုခိုင်းရလဲစုပေးမယ်ဒါပေမဲ့အဲ့လို ဟိုတစ်ချိန်မှာကုချရတဲ့သူကပထမအဦးဆုံးလောင်းသွားကြတဲ့ရေလေးကိုပဲလိုချင်ကြတာဆိုတော့လေအဲ့နောက်ပိုင်းမှာကြတဲ့သူလောင်းအဲဆိုရင်လိုဆိုလို့ရပြီဆိုတော့ကိုယ်တိုင်းကလည်းအဲ့ဒီတိုင်းမှာတော့ပါရလူကပြောလို့ရတာပေါ့နော်ဟုတ်ကဲ့ကျန်ရောက်ပြီဆိုရင်ဗထောက်ပန်းကြီးကသစ္စာရှိရှိနဲ့မြဲတဲ့ပွက်လန်းပေးရလေဒါဆိုဗထောက်ပြေရန်ရှားသွားပြီအဲ့ဟာကလေဗထောက်ပန်းသစ္စာရှိရဲဆိုတာကြဘယ်လိုပြောမလဲလေဂျန်ဆိုတာတဲ့ဗထောက်ပန်းမှာလည်းအရင်ကလူချင်ကြတာလေဂျန်မှာမိုးရွာရောလေဂျန်အတွက်သစ္စာရှိရဲထင်ကြတာပေါ့အမှန်တော့သူတို့ကျွန်တော်အဲ့လိုမဟုတ်တော့ဘူးချင်းတဲ့ဗထောက်ပန်းသစ္စာရှိတာကလားပထမအဦးဆုံးမိုးရွာတဲ့အချိန်ကိုသစ္စာရှိရဲလို့ရောအခုက ဲ့လိုမှတ်လို့ရပါဘောเนาะကြံမှာလဲပရောက်ပန်းကပွင့်လားဆိုမပွင့်တော့ဘူးမပွင့်တော့ဘဲနဲ့ဒါမိုးလေးအဲ့ကလာမှရွာသွားပြီဆိုတော့ ਨੇ သူကပွင့်ပေးပြီဆိုတော့လေမိုးပေါ်ပေါ်မှာပဲသစ္စာရှိရလို့တော့တို့ရတော့ချင်ပါတယ်ပရောက်ပန်းလက်ဆောင်ရဘူးလားရဘူးရပေါ့အဲ့ကောအရန်ပြော်တာပြော်တော့ပြော်ရင်ပြီးအလုပ်လုပ်ရှုပ်သွားတော့ဒီကပရောက်ပန်းကြီးကကြွေသွားပြီးတော့လေဟို တို့ရုံးတွေပြေးချေးဝါအအမေကပြောပြီးနင်ဘလောက်ပန်းနေရငါတို့ကလိုက်ပြီးတော့လိုက်သိမ်းရပြီဆိုပြီးတော့လေဟိုဘလောက်ပန်းရရလဲပြောတယ်အဲ့အနှံလေးကိုလည်းအရန်သဘောချရဲဘလောက်ပန်းချက်ဝါပြီးဆိုလို့ရှိရင်သိမ်းရတဲ့တကူကတော့တော်တော်လေးအလုံးချုပ်တာပေါ့နော်ဟုတ်ရုပ်ချောရေလောင်းတဲ့မင်းလေးတဲ့မှာပါကောင်းလေးရုပ်ဆောင်သူချေချေလေးရေလောင်းတာလေးတိတိုင်းအခုနောက်ပိုင်းအဲ့လိုရေမလောင်းတာရေမလောင်းတာကြာပါပြီတိလားဘယ်လိုလုပ်မလဲ အကုန်လုံးကအခုအခြေအခြေတွေဖြစ်ကုန်ကြပြီတွေ့ပါလောင်သွားလောင်းရင်တော့မဟဲသူ့ကိုသဘောကျလို့လားငါ့ကိုကြိုက်လို့လားဖြစ်ကုန်ကြအောင်မယ်အဲ့တော့အကုန်လုံးအခုခေတ်ယောက်ျားလေးမိန်းကလေးအကုန်လုံးကတော့ဘသူစမလဲသူစမလားကိုစမလားဆိုပြီးတော့ကြည့်နေကြတာဆိုတော့လေအရင်လိုမဟုတ်ကြတော့ရင်တော့ဆိုရင်တော့တွေ့ပါကောင်လေးချောပြီဆိုရင်အဲ့လိုရေပက်ကြလေးရှိရလေအဲ့ကိုကောင်လေးကြကအဲ့လိုနေတိုင်းခြေလာလောင်းနေပြီဆိုဟဲဒီကောင်လေးကငါ့ကိုသဘောကျနေပြီလားမသိဘူးဆိုအဲ့လိုစိတ်ကလေးပေါ့ဆက်ကြတဲ့အရွယ်မှာတော့ရင်ခုန်ရတာပေါ့ရှိခဲ့တယ်ပေါ့ရှိခဲ့ပေါ့ဆက်ကြတဲ့အရွယ်အဖေနဲ့မင်းကကြည့်နေစူးနေဦး အဲဆယ်ရက်တဲ့အမြေတော့တော့ရှိတာပေါ့အဲအဲ့လိုရေလာလောင်းတဲ့ကောင်လေးရောရှိတာပေါ့ဟဲ့ဒီကောင်လေးကငါ့ကိုသဘောကျလို့လားမသိနေတိုင်းနေပဲအဲ့လိုတော့လောင်းလို့ရှိရင်ပြောတာပေါ့အဲ့လိုတကယ်နေတိုင်းလောက်အဲ့တော့တမန်နဲ့တဲမှာသူစော့ကြရင်လည်းအဲ့လိုလူချင်းကားဟေးရလို့ရည်လာလောင်းညာမျိုးလေးပေါ့ပြောလို့တော့ကောင်းပါရင်ခုံကားရဲ့ရွယ်လေးပေါ့ဆိုကြောတက်ဆိုတော့လေဟာမတရားလေးလို့ပြောလိုက်ရင်အကျန်ဖန်တရားလို့ပြောလိုက်ရင်ဆရာကြီးကောင်းတယ်နော်ဒါအရင်ကလက်ဆက်ပြီးတော့မယ်ဟုတ်အကျန်ဟိုအရင်လိုကြီးလည်းပြန်ပြီးပျော်ချင်တာပေါ့နော်စီစီကားကားကြီးပျော်ချင်တာပေါ့အခုကျတော့လည်းချက်ကက်ကက်လေးတော့ဖြစ်နေသေးရပါဟုတ်ဒါဒီမှာမဲ့ ရှင်ရာသီဥတုကြောင့်လည်းရာသီဥတုကြောင့်လည်းပါတာပေါ့ဟုတ်တယ်ရာသီဥတုရအရှမ်းပူပူတော့လေအရှမ်းမှာထွက်ပြီးတော့လဲဖို့ကဲဖို့တောင်မှစိတ်ပူတယ်ဟိုကြောင့်ကျမ်းမာရေးမကောင်းတာပါညာတခုဖြစ်သွားမှာဆိုလို့လေအိမ်ထဲမှာအိမ်ထဲမှာနေကြပါလို့ဒီကတော့ထူးခြားဆုံးလေးကဒါမြန်မာနိုင်ငံဆိုတာက UNESCO ထိအောင်ပါအဲ့ဒီဆိုတော့လေဒါအဲ့တော့ဒါ ဝမ်းသာပါတယ်လို့ဂုံလဲဂုံယူပါမဟုတ်လို့ရှင်ကိုရရဲ့ယဉ်ကျေးမှုတွေကိုတခြားသူတွေရတာတဖြည်းဖြည်းနဲ့ပေါ့လေဟိုသူတို့ယဉ်ကျေးမှုမှန်ဟိုလက်နေပြီးတော့ယူနေကြတာဟာဆိုတော့အခုလိုမျိုးဒါ UNESCO ဝင်သွားပြီဖြစ်တဲ့အတွက်ကြောင့်ပေါ့ဝမ်းသာရဲ့အာကိုရယဉ်ကျေးမှုဖြစ်သွားပြီဆိုရပြီးတော့ဒါဝိုင်းဝန်းကူညီပေးခဲ့ကြရပေါ့နော်ဒါအမတွေတင်းတွေတခုလုံးတော့ကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်ကဒီကနေ့ပြောချင်ပါတယ်ဟုတ်ဒါဆိုရင်ပေါ့တခြားကောင်းတဲ့ကလေးတွေပြိတ္တာကိုโอเคပါပြည်သက်ကြီးပေါ့เนาะလာမယ့်နှစ်သစ်မှာစိတ်သစ်လူတွေနဲ့ပျော်ရွှင်နေကြပါစေစီးပွားရေးလည်းကောင်းမ ွန်ကြပါစေလို့ပြောချင်ပါတယ်ပြီးရာသီဥတုကလည်းအရန်ပူနေတာဖြစ်တဲ့အတွက်ကြောင့်ကျမတို့လည်းဂရုစိုက်ကြပါလို့တူရပြောချင်ပါတယ်ရှင်